အားလုံးပဲမင်္ဂလာပါဗီဒီယိုရင်မှာကြိုးစားပါတယ်ကျွန်တော်မနောပိလွန်ခဲ့တဲ့2020ခုနှစ်လောက်ကခြေရီးဗီဒီယိုပေးပါဒီနေ့လူ15ဦးဗီဒီယိုဟောပြောနေတဲ့အခါကဖြစ်ပါအဲ့ဒီမှာညီမလေးအိမ်မွန်ရောက်လာပြီးတော့အကိုညီမမေးစရာလေးရှိလို့ကျွန်ုပ်မှာ အေးမေးလေဘာကိစ္စတွေမင်းမြန်စရာရှိတာလဲသိကျင်တာကဒီလိုပါကို့မာဘုံမှာသူ့မာဘုံမှာအောက်တန်းဘွားတွေဖြစ်နေယူလို့ရလားကျွန်ုပ်မှာအင်းယူလို့ရပါတယ်ဒါပေမဲ့နည်းနည်းတော့ပြဿနာရှိတယ်တခါကကိုစီကောင်းပါလေးတယောက်နဲ့ကောင်းလေးတယောက်ရောက်လာကြတယ်ကောင်းလေးကမာဘုံတုံညာကျွင်းကောင်းပါလေးကအင်္ဂါသမီး ကောင်းမလေးကမာဘုတ်လေးကျွင် ကောင်းလေးကစနေသားသူတို့မာဘုတ်မှာတခြားကြည့်ကြည့်တယောက်မာဘုတ်ကျွင်မှာတယောက်မွေးနံကမယနာဌာနမှာယက်တည်နေကြတယ်အဲဒီလိုတယောက်မာဘုတ်မှာတယောက်မွေးနံကမယတာမယနာဌာနမှာယက်တည်နေတော့သူတို့နှုတ်ယူတာနဲ့တူးမဟုတ်တူးပြည့်စည်မယ်လို့ပဝန်းကျင်ကဝမ်းပြောလို့အခုစီရောက်လာကြတာ ဲ့ဒါအကူကယူခိုင်းလိုက်လားအင်းချကံမြင့်တဲ့စီရင်လေးတွေလုခိုင်းပြီးယူခိုင်းလိုက်တယ်တကယ်လဲသူတို့နှစ်ယောက်ကယူပြစ်သွားကြတယ်တီးရတဲ့လောက်ကတော့ကောင်းလေးကချမျိုးမှလှုပ်လှုပ်နေတာကောင်းမလေးကတော့နေကသူမိပိုင်းရင်ပြန်လိုက်ကောင်းလေးရှိတဲ့မျိုးမှသွားနေလိုက်ပေါ့ခုကလေးတောင်ကနေရှိပြီသမီးလေးမွေးထားတာနော်အဲ့ဒီသမီးလေးကိုကိုပဲနမီပေးထားတာလေ ဒါဆိုရင်ဘာမှဖြစ်ကြဘူးကောကိုအဲ့ဒါဖြစ်တာလေးညီမလေးအိမ်မုံရဲ့ဘလို့ဖြစ်တာလဲကိုကောင်းလေးကချားမျိုးမလုံးလုံးနေတော့ကောင်းမလေးကသူ့မိဘအိမ်ပြန်လိုက်ကောင်းမလေးကောင်းလေးရှိတဲ့မျိုးကိုလည်းပြီးလာနေလိုက်အတီတကြအတူမနေရဘူးလေဩနားလေပြီချစ်လျက်နဲ့အတူတီတကြမနေရဘူးအဲ့ဒီလိုဆိုလိုတာလားကို ။အင်းဟုတ်တယ်အဲ့ဒီပုံစံမျိုး။ထပ်ပြောပြမယ်နောက်ဆုံးတွဲကတော့ကောင်းလေးကလူပြိုလူလမာဘူးတကြွေး။ကောင်းမလေးကဘုရိုးဦးသမီး။ကောင်းမလေးကအိမ်တော်ကြပြီးသား။မိဘတွေကသဘောမတူလို့အိမ်တော်ပြတ်သွားရှာတာ။ကောင်းမလေးကတော့မာဘူးသုံးကြွေး။ကောင်းလေးမွေးနံကအင်္ဂါသား။ သူတို့မာဘုတ်ကိုတရားကြည့်ကြည့်ညီမလေးအိမ်မော်ကောင်းလေးမာဘုတ်မှာကောင်းလေးမွေးနံကောင်းမလေးမွေးနံကမင်းရနာကောင်းမလေးမာဘုတ်မှာကောင်းလေးမွေးနံကဘင်းကဌာနမှာရက်တည်နေတယ်ခုရီတော့သာသမီကြီး၃ယောက်တောင်ပဲဒါဆိုရင်သူတို့ရောဘာမှမဖြစ်ဘူးပေါ့ကိုဖြစ်တာပေါ့ကောင်းလေးဘက်ကကြည့်ကံကကြည့်အင်းတော်ကြီးကံမကောင်းတဲ့ကောင်းမလေးနဲ့တွေ့ရတယ် ကောင်းပါလေးဘက်ကကြည့်ရင်လေစယူစားကတုံကတော့ကောင်းလေးဘက်ကသဘောမတူကြဘူးအဲ့ဒါသမီးဦးလေးမွေးပြီးမှအစဉ်ပြေးသွားကြတာအခုကြတော့လေကောင်းလိုက်တဲ့အိမ်တော်ကြီးခုရီတော့ပြည့်ပြည့်စုံစုံနေရတယ်ညီမလေးလို့ပြောလိုက်ပါတယောက်မှဘူးမှတယောက်ကအောက်တန်းဘွားဖြစ်နေရင်ဘာလို့ဖြစ်တယ်လေနည်းနည်းပြောပြပါဦးညီမလေးကြည့်ရှောင်းအောင်လို့ တကယ်လို့မရှောင်နိုင်ခဲ့ရင်လည်းကိုယ့်စီရေရေအားလာယူရမှာပဲလို့ပြောလိုက်ပါကျွန်ုပ်မလှုပ်လာပြီခုလိုပြောပြတော့မလုံလောက်သေးဘူးဥပမာယောက်ျားလေးမှာဘုမကောင်မလေးမွေးနံကအောက်တန်းဝါဖြစ်နေရင်ကောင်လေးနဲ့စကြိုက်တဲ့ချင်းကစပြီးအလုပ်ပြုတ်တာတို့အလုပ်တွေထိုးရက်သွားတာတို့အလုပ်လျှောက်လို့မရတာတို့တူးမဖြစ်တူးဖြစ်တတ်တယ် ောင်းလေးကောင်းမလေးမဟာဘုမကောင်းလေးမွေးနေကအောက်တော်ဘာဖြစ်နေလဲထက်ကပြောသခဲ့သလိုပဲမိဘရင်နဲ့မတင်တာညီကိုမောင်နှမရင်နဲ့တငယ်ချင်းနေနဲ့မတင်တာအလုံးမှာခက်ခဲဖြစ်တာကြုံရနိုင်တယ်လို့ပြောလိုက်ပါအများအပြားညီမလေးအမွန်မှတ်ထားမှာကတယောက်မှာဘုံမှာတယောက်ကအောက်တန်းဘွားဖြစ်ပြီးယူထားကြရင်ပုံစံတစ်မျိုးမျိုးနဲ့ခွဲခွာနေရတာမျိုးမခွဲခွာရရင်လည်း အိမ်ဘူးတဲ့အိမ်ဆူတဲ့မျိုးတွေဖြစ်စေတတ်တယ်။သတ်သဖြင့်ရှင်းပြလိုက်ပါလွန်ခဲ့တဲ့2020ခုနှစ်လောက်ကညီမလေးမော်နဲ့ပြောဆိုထားတာတွေမိသေလိုဘူးသူတရရန်ဖော်ပြလိုက်ခြင်းဖြစ်ပါဒါကြောင့်အောက်တန်းဘွားဖြစ်လို့ထန်တာဘွားဖြစ်လို့စိတ်ပူစရာတော့မလိုအပ်ပါဘူးအားလုံးပဲမိသေများအိမ်တော်ကြီးမှာသာယာဖြောင်ပြူးကြပါမြား